ခုဒီမြောင်းမြအားထက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါတော့စပိန်လေးနဲ့ကော်မလေးကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေဗျောင်းကနေဗျောင်းကနေနဲ့ခြားကြတာ ခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးနဲ့သူကတော့စိတ်တန်ရဆိုတော့ကိုတီးလက်ရောက်လုတ်ပိုင်ခွင့်မရှိဘူးလေဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတီးလက်ရောက်ဒီလုတ်เสียအကြောင်းမရှိဘူးအဲ့တော့တေးတေးချာချာမင်းမြန်းစုံစမ်းစီစစ်ပြီးတော့မှအေးအေးယူပေးတင်တယ်ကျမကမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရုပ်အထိတက်ရတက်ရကျမကတော့တက်မှာပဲအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်လေလာမပြောနဲ့ကိုကိုလုတ်တဲ့ပုံစံမျိုးကိုပြန်လုံရမှပဲကိုသားသမီးပြန်လုံလိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောင်းနိုင်တယ်အဲ့တော့ကိုကိုလူရှိမှလုတ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လုတ်ချက် အလုံးမမင်္ဂလာပါမျိုးတို့ရေအီမိုကေ YouTube channel ကျူစွာလိုက်ပါရယ်ဒီနေ့တစ်ဆက်ပေးမယ့်သတင်းလေးကအရန်ကုန်မှာအရေးကြီးတဲ့သတင်းလေးပြဒီသတင်းလေးကပါလဲဆိုရင်ဒီမြောင်မြမျိုးကဒီအထက်ကချောင်းဒီចောင်းသူအချင်းချင်းအုပ်စုဖွဲ့ပြီးတော့ဒီပါရိတ်တက်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီဆီယမ်မာကြီးအမွန်တေးရတော့ဒီအပြည့်စုံရှင်းပြလာတဲ့ view file လေးဒီ view file လေးကျွန်တော်မျိုးပြတ်သက်တက်ဆက်ပေးသွားဖြစ်ပါတယ်ဒီ view file လေးကိုပြတ်သက်တက်ဆက်ပေးရရည်ရချက်ကတော့ចောင်းသားမိဘတွေလည်းကြွတိကောက်ကွယ်ပြည့်စုံလို့ရအောင်ဘူတုဒအနေနဲ့ပြန်လဲဝင်မြတ်တက်ဆက်ပေးခြင်းဖြစ်တယ်ဒါဆိုတော့ကျွန်တော်အပြည့် file လေးကိုဆက်လိုက်ရအောင် အခုတည်တည်ဆတ်ဆာနဲ့ရီရီလေးလေးနဲ့ပြောချင်လို့မလို့အာအခုဒီမြောင်းမြအာထက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျမလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကောင်မလေးကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေဖြောင်းကနေဖြောင်းကနေနဲ့ခြားကြတာ เนาะฉကြတာฉကြတာฉကြတာဆိုတော့ဘယ်လိုအကြောင်းအကြောင်းနဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလीအ ဟုတ်တယ်နော်ကျမတို့မကြည်နဲ့ကြလို့ခလီးခလီးချင်းမကြည်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုဒီလက်ရောက်ကြီးလုံးဆရာကြောင်းမရှိဘူးအဲ့တော့ဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ခလီးမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တဲ့ចောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ခလီးတွေကတော့ចောင်းနဲ့တက်တဲ့ဆောင်မွေးလဲဖြည်တယ်တဲ့ဆောင်မွေးလဲဖြည်နိုင်တယ်ပေါ့အဲ့တော့ကျမခုနပြောသလိုပေါ့အမှန်တရားအတွက်အဲတာဝန်ရှိတဲ့လူကြီးမင်းများကတည်တည်ချာချာမေးမြန်းစုံစမ်းစီစစ်ပြီးတော့ ်မှာအရေးယူပေးတင်တယ်နော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းခြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားခလေးအတွက်အမှန်တရားရသင့်တယ်တယောက်နဲ့တယောက်နဲ့ဟို မတည့်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူတုံကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလန့်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျမကတော့ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘဲတောင်ရုပ်အထိတက်ရတက်ရကျမကတော့တက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာန်ရာဟာကျမတို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာပြေပြောက်နိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာကတက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလှုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်ဒီလာမပြောနဲ့เนาะလာမပြောနဲ့ကိုကိုစော်ကားရင်ကိုကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှပဲအဲကိုသားသမီးပြန်လှုပ်လိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဓာတ်ရံလည်းပြေပြောက်နိုင်မယ်အဲ့တော့ကိုကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချက်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကယ်ရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကရေကန်ရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျွန်မတို့ပြောချင်တယ်အမှန်တရားအတိုင်းပဲဖြစ်ပါစေပေါ့နော်ရှင်တော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလဲဒီလိုပဲတော်တော်လေးခရက်ထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရော ောစာနိဝါဒောစာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်เนาะလက်ဦးစီယာမိတိုက်ဆိုတာပုပ်ပါစရိယာမိနဲ့ဖပဲပေါ့เนาะကျွန်မတို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့တကြောင်ကဘာကြီးနဲ့ရမ်းထိတွေ့ကြပါတယ်เนาะဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်လေးကုန်ပြီးတော့မှကြံတဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးเนาะအဲ့တော့မိဘတွေအနေနဲ့ကလည်းညီအစ်ကိုတောင်းပိတ်ရလို့ဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတဲ့ဒါမျိုးလေးတွေကိုပို့တဲ့နေเนาะအာမဟုတ်လို့ရှိလို့ရှိ ိန်လဲယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတဲ့နဲ့မဖို့နိုင်မှုဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနေနဲ့ဒါတွေကိုတင် जा ပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသိလေးစားရတယ်ဆိုရင်ဟာရင်ဟီဒီအော်တပ်ပါတယ်เนาะနောက်တစ်ခါ38ဖြာမင်္ဂလာနေเนาะကျမတို့တွေလူကြီးသူမနဲ့ဆိုလို့ရှိရင်အခြေလန်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျမတို့ငငယ်ရဆိုเนาะစီးစနစ်တကျနဲ့ကျမတို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်က ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စာဝင်နေရေးကို ရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှ သားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသားလေးတွေဖြစ်တယ်ကျမလေးအခုဆိုလေးကြည်ရတာအများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မြေတာချိနာမှုအားလေးတွေလည်းနေတယ်အဲ့တော့ ျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပို့ရမှုအားလေးတွေပို့များတယ်လို့ကျွန်မဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ကျန်တဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါဆန်ဒေးစကူးတွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ကောင်းတက်တာမျိုးလေးတွေကျွန်တော်တို့ဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအာအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့ဒီခါလေးဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှတင် जा စီတယ်ကျွန်တော်တို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျဖုန်ကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းနေ ်ဘုံကြီးကျောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနှောက်ယှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တယ်ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲဒီတော့ဘာဖြစ်လဲဆိုကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲတော့အိမ်မှာအားရင်ဘာလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လှုပ်တယ်ဆိုတော့အဲတော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ပြတဲ့ဂိမ်းတွေတက်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 တချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရ န်လိုတဲ့စိတ်တွေဖြစ်တာပေါ့နော်ရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းနေတယ်မှာတတ်အမအိုးဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေးဟို စုဆုံးမှမလွယ်တော့ဘူးပေါ့နော်တို့လေတို့ကနေတို့ဖာတိဘာသာနေတော့တန်ရုံးစင်လည်းမချီနောင်တော့ဘူးကျမတို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမိတာလဲမိတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုတွေတွေတော့မိဘတွေကတည်တည်ချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့အခါကျတော့စုဆုံးများရတယ်ခက်ခဲလာတယ်နောက်တစ်ခါစိတ်တွေကလေရုပ်ရင်းကြမ်းတမ်းလာတယ်နော်အဲ့တော့ခုနလိုပေါ့နောက်တစ်ခါကျမတို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့အခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေ ပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလော့ on saw ကားဆိုရင်ចောင်းမှာလုံးဝအနိုင်ကျင့်တာเนาะလုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရရက်ဆက်ဆက်ကိုအနိုင်ကျင့်တာအာတခါတည်းကိုအင်ဂျီတွေကိုချုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါခလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရင်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့เนาะအာတခါတည်းအချစ်ကားတွေကြည့်ပြီးတော့လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီးဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်အောင်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလဲဟာအိမ်အောင်ကြီးဖောက်ပြန်နေဆိုတာ ာဘာမှမဟုတ်တော့ဘူးဆိုတော့ပုံစံမျိုးအထိကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆဲကျော်တက်လေးတွေရဲ့အဓိကတော့မိဘပေါ့เนาะမိဘမိဘမိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြောဆိုမနေဖို့ ¿no? အမေတွေပြောဆိုဆုံးမနိုင်တော့မှဒါတန်ခါကြမယ်ကိုကခင်မိတာလဲခင်မိတာဘိုးဆန္ဒလဲဘိုးဆန္ဒခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးเนาะဘမစာမရေးတက်ဘူးဆိုအယံဂုံယူကြတယ်เนาะဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတဲ့ခါကျတော့အဲဖျားစာတွေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာเนาะဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုလည်းဘိုးเจ้าတက်ခဲ့တာပဲเนาะဘိုးเจ้าတက်ခဲ့ပြီ ော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်မလီမြစ်တာတော့အလွတ်ရတယ်တန်ပုတ်တီအလွတ်ရတယ်ငါးပါးတီလိုက်ရတယ်ဖခင်ရဲ့ဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းအကုန်သိတယ်လူနေပဲဆိုင်တယ်နော်ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ် နော်မိဘရဲ့တင် जा ပြတာမှုနဲ့ကာယကံရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘိုးเจ้าထားလို့မြန်မာစကားမတတ်တာရောဘိုးเจ้าထားလို့မြန်မာလိုမပြောတတ်တာရောမြန်မာစာမရေးတတ်တာရောဖျားစာတွေမဆိုတတ်ဘူးလို့မြန်မာစာရေးရရင်သိစိတ်ညစ်တာရောဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘိုးเจ้าထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့နော်အပိုတွေမလို့ဘိုးကြောင်းထားတာလေဘိုးကြောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာကြောင်းမှာပဲပိုလို့များသောအားဖြင့်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးသေးချာချာသင်မတေးသေးချာချာအာကျမတို့အသိပညာဘုဟုသုတအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့ရင်အစင်မြင့်ပညာတွေကိုသင်စေတယ်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရဲ့ ဓလိထုံနှန်းစင်လာတွေကိုတင်ပေးပါနော်ဒါမြန်မာဟာမြန်မာပဲနော်မြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းအကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေတိလာအဲ့ဒီ passport ထဲမှာလေ bombies ပဲနော်မြန်မာပဲနော်တိလာမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာနော် တိလားအယိုးပေါ်အယူမဖုံးနဲ့ဟာတွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲเนาะ တိလားအဲ့ဒါလေးကိုတိတိတ်ပြီးတော့မှလေအယန်းနေလဲဘိုမဆန်ညာနေအယန်းနေလဲအောက်ချေမလို့ကြနေမြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရဲ့တရားတော်လေးငါးပါးတိလားလေး38ဖျားမင်္ဂလာလေးလူကြီးသူမကိုယိုတီဖို့လေးကျွန်တော်တို့မြန်မာရိုးရာရင်ကျင်းမှုတခါတည်းကိုအစင်လာလေးနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင် जा ပေးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှကြောင်းမှာပဲထားထားနော်ကျွန်တော်ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်နော်မိဘတွေလို့ ဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီနော်ဆိုတော့တော်လေးကိုဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ပြပိုင်းဒီလောက်ပါပဲဒီဗျူဖိုင်လေးရဲ့ဖြစ်စဉ်ကတော့ဒီမြောင်းမြမျိုးဒီအထက်ကကြောင်းမှာចောင်းတက်နေတဲ့ចောင်းသူလေးတွေအချင်းချင်းဒီအုပ်စုဖွဲ့ပြီးပိုက်တဲ့အပေါ်ဖြစ်စဉ်ကိုဒီဆ iam ကြီးအမွန်တင်ရနေပြီးတော့ဒီပြောပြလာတဲ့ဗျူဖိုင်လေးပေါ့နော်ဒီဗျူဖိုင်လေးကျွန်တော်မျိုးပြသက်တည်ဆက်ပေးတော့ဖြစ်ပါတယ် ဒီဒီဗျူခွန်လေးကိုကြည့်ပြီးတော့ဒီចောင်းသူចောင်းသားတွေရဲ့မိဘတွေလည်းဒီဆုံးမမှုတွေလည်းလိုတယ်ပေါ့နော်ဒီဘူသူရသင်္ကန်းသားတခုရရှိလိမ့်မယ်လည်းမြင်လဲပါတယ်ဒီဗျူခွန်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲတဲ့ကျွန်တဲ့ဒီမီဆက်စ်ကိုကျွန်တော် comment မှာမှချေရေးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျကျွန်တော် channel နဲ့ဘူသူရရဲ့အကြောင်းနဲ့ဆယ်လီတဲ့အစ်စ်တွေကိုမြဲရေးဆက်ပေးပါမို့ကျွန်တော် channel like ကစကောင်းမြဲ like ကစကောင်းနဲ့ဘေးနဲ့ notification လေးပိုင်းနဲ့ခဲပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel app ကြည့်ရှုသူတရားချင်းနဲ့ကြည့်စမြိုက်ချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်ကြမယ်ဒီဗျူခွန်လေးကိုလည်းအများသူငါတည်အောင်လို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တဒါ